ော်တို့ဟို theory တစ်ခုကအဲဘယ်လိုပြောမလဲပရိသတ်ကိုနောက်တစ်ပိုင်းမှာဆက်ပြီးတော့အဲကြည့်ရှုခြင်းအောင်လို့အဲ့လိုမျိုးကျွန်တော်တို့ဇလက်အပိုင်းတစ်ပိုင်းရအောင်ဆုံးမှာ click hammer လို့ခေါ်တဲ့ဟာလေးတွေအများကြီးထည့်ရတယ်ပေါ့နော်အဲ့ဒါတော့ theory တိုင်းလို့လို့မှာပါတယ်အဲနောက်တစ်ပိုင်းမှာဘာဆက်ဖြစ်မလဲဆိုတော့ကြည့်ခြင်းအောင်ထည့်ရတဲ့ဟာလေးတွေရှိတယ်အခုလိုမျိုးဒီလို crime နဲ့ပတ်သက်တဲ့ခါလေးဆိုပို့ပြီးတော့ထည့်ရတာပေါ့ဟိုဒါဘယ်လိုဖြစ်သွားရလဲဘယ်လိုတက်တာလဲပါလဲညာအဲ့လိုမျိုးနေနေပါပါ ဟုတ်ကဲ့ကျွန်တော်ဒီတဲမှာပါတဲ့ character အဓိကတော့အကူတယောက်ပေါ့နော်ညီမလေးညီမတယောက်ကိုချစ်တဲ့အကူတယောက်ပုံစံနဲ့ပါတာဆိုတော့အဲအဆင်ပြေပါတယ်အရင်တော့ကျွန်တော်တော်တော်ခက်ခဲတော့မဟုတ်ဘူးအဲဒီ wish ဆိုတဲ့စက်ကောင်လေးရလဲ regulation မှာလည်းကြောက်ကြတယ်နှစ်သက်ပါဆိုရင်တော့မရအားစုလိုက်တာတော့ပူကောင်းတော့ပေါ့နော်အဲ့လိုဖြီးဟိုအဲ့လိုမျိုးအဖြီးပါတာလဲအဆင်ပြေပါတယ်ဒါပေမဲ့အဖြီးမပါရင်လဲဒါကတော့စက်ကောင်လေးကလောက်ရမယ်ဆိုရင်လဲတဘောကြပါဘောအဲ့လိုလေးရှိတယ်ကျွန်တော်အဲ့လို အဲဒါခါကျရင်အရင်အစနောက်တန်တယ်စိတ်ပျော်နေတယ်တကယ်ချင်းနဲ့အခုတကယ်ချင်းရင်းနေတွေ့ရင်အဲ့လိုလိုက်စားတာပေါ့နော်တခြားလိုက်စားတယ်အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်အဲ့ဟုတ်တယ်ရှင်တော်ကအဲ့လိုလဲအဲ့လိုဒါခါကျရင်လည်းအစနောက်ပါတယ်အဲ့လိုဒါခါအေးမောကတော့တမျိုးပေါ့အေးမောတော့အခုပဲမထိုင်နေရှင်တော်ကမှာပဲပေါ့အဲ့လိုမူကတော့မျိုးမျိုးပေါ့အဲကျွန်တော်ရင်းကမှာကျွန်တော်ဝေဖြိုးဆိုတဲ့ဇက်ကောင်ပေါ့နော်အဲအဲ့ character လေးနဲ့ပတ်ဝန်းထားတယ်ဒီကားကျတော့ကျွန်တော်တို့ suspense grind drama မျိုးစားလေးပေါ့ဟုတ် ကျွန်တော် character ကျတော့အဓိကတော့ဒီမောင်နှမနှစ်ယောက်ဇလံပေါ့နော်ကျွန်တော်ရေဖူတထက်ကျော်ရေကမောင်နှမနှစ်ယောက်ကျွန်တော်ကအကူကြီးဆိုတော့အမောင်နှမနှစ်ယောက်အတန်ရောစဉ်98မြစ်တာပုံစံလေးလေးပါမယ်ပြီးတော့ဒီဒီမှာအ crime ပုံစံလေးဆိုတော့စုံစမ်းစရာအကြောင်းလေးလည်းပါမှာဟုတ်ဟုတ်ကဲ့ဒီထဲမှာကအဲ့လိုပေါ့နော်အ assessment ပုံစံလေးလည်းဖြစ်တယ် crime ဆိုတော့မှုခင်းပုံစံလေးလည်းပါမယ်ပြီးတော့အ drama လေးလည်းပါမယ်မောင်နှမနှစ်ယောက်တန်ရောစဉ်လေးလည်းပါမယ်ဆိုတော့စုံစမ်းစရာပုံစံပါမှာ ဒီလိုမျိုးဆက်တော့ကျွန်တော်တခါမှတော့အများကြီးဖူးပေါ့နော် crime assessment drama ပုံစံလေးဆိုတော့ဒါကတော့ပထမဆုံးပေါ့ဟုတ်အဲအဲ့လိုပါအမှတ်ရစကားတကားရရင်တော့အမှတ်ရတွေတော့အများကြီးပါပဲဒါပေမဲ့မမေရပြုတ်ကောင်းပါတယ်ကျွန်တော်ဒီကလေးရတဲ့အချိန်မှာအလုံးအပြီးမမြနဲ့အဲတိကျဆောင်တွေရောဒီအလုပ်ပတ်ဝန်းတဲ့ crew တွေရောတော်တော်အလုံးအဲစီစီလုံးလုံးနဲ့လှုပ်လှုပ်ကြတော့ပြုတ်ကောင်းပါတယ်အဲကွန်မန်ဒိုဝင်နဲ့လည်းစုံတယ်ကွန်မန်ဒိုဝင်နဲ့လည်းစုံတယ်ပြီးတော့ အဓိကကျွန်တော်များတာမန္တမနှစ်ယောက်ဆိုတော့ကျွန်တော်ဖူထက်ကျွန်တော်လည်းအဆုံးစင်းလေးလည်းများတယ်အဲ့ပေါ့အဲ့လိုလေးပါမယ်ဗျဟိုဒီ cry နဲ့ပတ်သက်တဲ့ဂါတုကမများတော့အဲ့လို plot တွေတွေပတ်သက်တယ်အဲ့အဲ့ဒါတော့ဟိုဆက်ကြည့်ကြည့်ပေါ့နော်အခုတော့နှစ်ပိုင်းပဲလွှင့်ရသေးတယ်ဟုတ်မတရားဖြစ်တဲ့သုံးငယ်တော်တော်များများကျွန်တော်မတရားဖြစ်ပါတယ်ဟိုဒီကလေးရတဲ့အချိန်မှလည်းပြောဖို့ကောင်းတယ်ဆိုတော့ဟိုတော်တော်များများမတရားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ series တစ်ခုကအဲ ဘယ်လိုပြောမလဲပရိသတ်ကိုနောက်တစ်ပိုင်းမှာဆက်ပြီးတော့အဲကြည့်ရှုခြင်းအောင်လို့အဲ့လိုမျိုးကျွန်တော်တို့ဇလက်အပိုင်းတစ်ပိုင်းရအောင်မှာ click handler လို့ခေါ်တဲ့ဟာလေးတွေအများအန်းထည့်ရတယ်ပေါ့နော်အဲ့ဒါတော့ series တိုင်းလို့လို့မှာပါတယ်အဲနောက်တစ်ပိုင်းမှာဘာဆက်ဖြစ်မလဲဆိုတော့ကြည့်ခြင်းအောင်ထည့်ရတဲ့ဟာလေးတွေရှိတယ်အခုလိုမျိုးဒီလို crime နဲ့ပတ်သက်တဲ့ခါလေးဆိုပို့ပြီးတော့ထည့်ရတာပေါ့ဟိုဒါဘယ်လိုဖြစ်သွားရလဲဘယ်လိုတက်တာလဲပါလဲညာအဲ့လိုမျိုးမျိုးတွေပါပါ အဲ့တော့အဲကျွန်တော်ခုနပြောခဲ့လေပေါ့နော်ဒီဇလန်းအပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းချိန်ထားတဲ့ဟာလေးလည်းကောင်းတယ်ပြီးတော့ကျွန်တော်တို့ဒီဇက်အင်တစ်ခုလုံးမှလည်းပရိသတ်စုဝင်စားနိုင်မယ့်ဟာလေးလည်းပါမယ်ထင်တယ်အဲဟုတ်ကဲ့ကျွန်တော်ဒီထဲမှာပါတဲ့ character အဓိကတော့အကူတစ်ယောက်ပေါ့နော်ညီမလေးညီမတစ်ယောက်ကိုချစ်တဲ့အကူတစ်ယောက်ပုံစံနဲ့ပါတာဆိုတော့အဆင်ပြေပါတယ်အရင်တော့ကျွန်တော်တို့ခက်ခက်ကြဲတော့မဟုတ်ဘူးအဒီဝီဒီယိုဆိုတဲ့စက်ကောင်လေးရလည်းရေကူးလို့ချိန်မှလည်းကြောက်ကြတယ်နှစ်သက်ပါအမဆုံးသေးပါဘူးကျွန်တော်တို့ဘာမှလည်းအဲ့လိုကြီးလည်း မရှိသေးပါဘူးနောက်ပြီးတော့တဖြည်းဖြည်းပဲပေါ့နော်အဲ့လိုမျိုးစက်ကောက်မတူတာလေးတော့လက်ချင်ပါဆိုးရင်တော့မရအားဆုလိုက်တာတော့ပိုကောင်းတော့ပေါ့နော်အဲ့လိုဖြီးဟိုအဲ့လိုမျိုးအဖြီးပါတာလဲအဆင်ပြေပါတယ်ဒါပေမဲ့အဖြီးမပါရင်လဲဒါကတော့စက်ကောက်ရလောက်ရမယ်ဆိုရင်လဲတဘောကြပါဘူးဒါတော့ကျွန်တော်တိ့ဆောင်လောက်ရတယ်ဆိုတော့ဒီစက်ကောက်ပုံပဲဘူတည်ပြီးတော့အာပြည်ပြောင်းတော့လောက်အဲ့တော့အမတို့လည်းတောက်လျှောက်ပြီးတော့ကျွန်တော်တော်တော်အဆင်ပြေနေတယ်အမတို့တွေ့လိုက်ဒါပဲပြောခံတယ် အဲ့ပေါ်အဲ့လိုမျိုးလည်းရှိပါတယ်ဒါပေမဲ့ဟိုကျောတကယ်ချင်းရင်းကြီးတော့ပြောရတော့သူတို့ရည်မှာပေါ့ဩဗေးလာပေါ့အဲ့လိုမျိုးတော့ဖြစ်မှာပေါ့အဲ့လိုမျိုးပေါ့နော်အလုံးဝင်နေကြတော့လေတခါကျရင်ဟိုကိုနေတတ်တဲ့ပုံစံနဲ့ပဲကိုနေလိုက်တာများပါတယ်အဲ့လိုပုံစံကြောင့်မဖြစ်မှာပေါ့အဲ့လိုလေးရှိတယ်ကျွန်တော်အဲ့လိုအဲတခါကျရင်အရင်အစနောက်တန်တယ်စိတ်ပျော်နေတယ်တကယ်ချင်းနဲ့အခုတကယ်ချင်းရင်းကြီးနေတွေ့ရင်အဲ့လိုလိုက်စားတာပေါ့နော်တခြားလိုက်စားတယ်အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်အဲ့ဟုတ်တယ်ကျွန်တော်ကအဲ့လိုလေအဲ့လိုတခါကျရင်လည်းအစနောက်ပါတယ်အဲ့လို တခါအေးမောကတော့တမျိုးပေါ့အေးမောတော့အခုပဲအမထိုင်နေရှစ်တောင်းပါပဲအဲ့လိုမူကတော့မျိုးမျိုးပေါ့အဲ့လိုမျိုးလဲမဟုတ်ဘူးမာတခါကျရင်လဲဟိုကိုနဲ့ဟိုရင်နေခင်နဲ့တိုးဆောင်နေပါလာလို့ရှင်လဲသူလဲစားကိုလဲစားအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အခုမှစုံနဲ့တိုးဆောင်နေကြလို့ရှင်တော့ဟိုအရင်ဆုံးရင်းနှီးမှုရင်ယူရသေးတာပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်ပါပါโอเคပါကျွန်တော်ဒီရင်းစကားလေးကကျွန်တော်တို့အခုအပိုင်းနှစ်ပိုင်းပြီးသွားပြီပေါ့เนาะကျွန်တော်တို့ hip လေးမှလည်းပြနေတယ်ဖော်ချုံမှလည်းပြနေတယ်ဆိုတော့ အာစနေတွေနေ့ပြတဲ့ကားလေးပါအဲ့တော့ဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်